တန်တာမိုးတဲ့ကိစ္စနောက်ခွေက လူမသိတဲ့အကြောင်းအရာတွေကိုဖွင့်ချလိုက်တဲ့ထွန်းထွန်းမင်္ဂလာပါပြည့်တဲ့ချိန် ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကနုပညာရှင်တွေတော်တော်များများတက်ရောက်ခဲ့ပြီးတော့ဘဝလက်တွဲပေါ်ဖြစ်ဂုံတီရှိဆီယံဝင်မာလေးကိုတင်ပိုက်နိုင်ခဲ့တဲ့အတွက်ဂုံယူမဆုံးဖြစ်နေခဲ့တဲ့နုပညာလောကမှာမင်းသားမင်းသမီးတော်တော်များများကသူ့ကိုမလွန်ဆန်းရေလောက်အောင်အာနာရှိသူတယောက်ဖြစ်တဲ့ထုတ်လုပ်သူရွှေမန်းခုံဝင်းမင်းမောင်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကဒေါက်တာမာလီနဲ့လူသိရှင်ကြားတရားဝင်လက်ထပ်သွားခဲ့တာပဲဖြစ်ပါတယ်။ ထုတ်လုပ်သူရွှေမန်းခေါ်ဝေမင်းမောင်ဟာအနုပညာလောကကတက်သစ္စာမင်းသမီးတော်တော်များများနဲ့တွဲခဲ့ဘူးတလုံးမင်းသမီးတော်တော်များများကိုခြေတော်တင်ခဲ့ဘူးသူဖြစ်တယ်လို့လည်းအနုပညာတိုင်းဝိုင်းနဲ့နှိဆက်သူတွေရဲ့ပြောပြချက်အရသိရပါတယ်ထုတ်လုပ်သူရွှေမဟာနမဲကျော်မင်းသမီးတွေကသင်းယုတ်ဆောင်အေဝီတောင်အေမြတ်သူတန်တာမိုးတိန်တို့နဲ့လူပြောများဆုံးတွဲခင်တာဖြစ်ပြီးမဟီတောင်နဲ့တန်တာမိုးတိန်တို့အပေါ်မှာတော်တော်ကိုချစ်ခဲ့တယ်လို့လည်းပြောဆိုနေကြပါတယ်။ တန်တာမိုတိန်ဟာရွှေမန်းနဲ့လင်းနှစ်တာကာလာထီတွဲခဲ့သူတယောက်ဖြစ်ပြီးထုတ်လုပ်သူရွှေမန်းဟာသူမနဲ့တွဲနေစဉ်တခြားမှာလည်းမိန်းကလေးတော်တော်များများနဲ့ဖောက်ပြန်ခဲ့တယ်လို့ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။ဒါပြင်ရွှေမန်းကမိန်းကလေးမဆောင်ခင်အချိန်တည်းသူမကိုဖုန်းနဲ့ခေါ်နေခဲ့ပြီးသူမကတစ်ဖက်မိန်းကလေးကိုအာနာလို့ဖုန်းတော့မကန်ခဲ့တဲ့အကြောင်းပြောပြလာခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့တန်တာမိုးတိန်ဟာသူမရဲ့ Facebook စာမျက်နှာကနေလိုင်းလွင်ပြီးဖြည့်ရှင်းခဲ့ပြီးမှာတော့တရုတ်ဆောင်ထွန်းထွန်းကလည်းအခုလိုပဲပြန်လည်ဖြည့်ရှင်းလာခဲ့ပါတယ်ခုလက်တလောဖြစ်ပေါ်နေတဲ့တည်င်းနေနဲ့ပတ်သက်ပြီးကျွန်တော်ကိုယ်တိုင်ကဒီကပါဝင်ရင်းနှီးခဲ့သူတူဖြစ်တဲ့အတွက်အမှန်တရားကိုရှင်းရှင်းလင်းလင်းခြားပြလိုပါတယ်။ဒီလိုရှင်းပြရတာဟာဘသူကမှထိခိုက်နေတာလို့ကျင်လုံးဝမရှိပါဘူး။ ဒါပေမဲ့ခုချိန်မှာကျွန်တော်တငယ်ချင်းဒေါက်တာမာလေးနဲ့သူခင်မပေါ်အထင်မြင်လွဲမှဆွဆွဲခြင်းနဲ့ပုံကိုရိုက်တိုက်ခတ်ခြင်းနဲ့လွန်ကဲလာတော့ပါအထူးသဖြင့်ခုမှပျော်ရွှင်စရာမင်္ဂလာပွဲကျင်းပပြီးကစားဒေါက်တာမလေးကိုမတရားစော်ကားရေးသားမှုတွေများလာလို့ရှင်းပြရခြင်းဖြစ်ပါတယ်။တတူသားကကျွန်တော်တို့နဲ့အမျက်ရှင်းနေတဲ့ကြော်ကြားသူတူဖြစ်ပါတယ်။သူရဲ့နောက်ဆုံးချစ်စလန်းဟာပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလကပြည့်ပြည့်ပြီးဆုံးသွားတာကိုသူတို့နဲ့ရင်းနှီးတဲ့သူတိုင်းသိကြပါတယ်။ ဒါလုံးဝလိမ်လို့မရတဲ့ကိစ္စပါ။တငယ်ချင်းဒေါက်တာလေးရဲ့ခင်မောဟာအချင်းအောင်နဲ့ပြက်ပြီးနောက်ပိုင်းမှာဒေါက်တာမလေးကိုစတွေ့ခင်တာပါ။မြင်မြင်ချင်းစိတ်ဝင်စားလို့ကျွန်တော်ကတစိမ်မိတ်ဆက်ပေးခင်ရတာဖြစ်ပါတယ်။သူ့ရင်ဆက်လန်းပြက်ပြီးမှဒေါက်တာမလေးကိုစချစ်ခင်တာပါ။ဒေါက်တာမလေးကချက်ချင်းဖြေမပေးခဲ့ပါဘူး။သူဟာ၆လနေပါတဲတန်လိုက်ခင်ရပါတယ်။ နေတိုင်းတွေ့ပုံစေကန်းကဒိုက်အပလန်ကိုဝင်အမြဲတောက်တဲ့အချက်တွေကိုပါဖြတ်ပြီးပူပန်ကယ်လို့ကျွန်တော်တို့တငယ်ချင်းတွေတောင်အံ့ဩခဲ့ရပါတယ်။နှုတ်နှစ်ဖက်မျက်နှာလိုလက်ထပ်ခဲ့ကြခြင်းသာဖြစ်ပါတယ်။အငင်းပွားပွဲဖုံးခေါ်ဆုံမှုနဲ့ပတ်သက်ပြီးပြောချင်တာကတတူသားဟာနောက်ဆုံး XC ကိုဖြတ်သွားပြီးမှတချိန်သာဖုံးဆက်ခဲ့မှုပါတယ်။အဲ့ဒါနဲ့လွန်ခဲ့တဲ့၃လလခန့်ကရုပ်ရှင်ဇာတ်ကအလုပ်ကိစ္စနဲ့ပတ်သက်ပြီးဒေါသနဲ့နုနုချင်းဆက်မိခဲ့တာပါ။